ကိုယ့်ရဲ့ Facebook profile ပုံကွင်ပြောင်းတဲ့အခါမှာ profile ထဲမှာပဲ AI ကိုခိုင်းပြီးတော့ကိုယ့်ရဲ့ပုံကိုစိတ်ချိုက်ပြင်ပြီးပြောင်းတဲ့နည်းကိုကြိုပြပေးမှာဖြစ်ပါတယ်။ Facebook ထဲကိုဝင်သွားလိုက်ပါ။တော့ကိုယ့်ရဲ့ profile ထဲကိုတစ်ချက်နှိပ်ပြီးဝင်သွားလိုက်ပါ။ profile ပုံပြောင်းဖို့အတွက်ကိုကင်မရာလေးထဲကိုတစ်ချက်နှိပ်လိုက်ပါ။ကျွန်တော်တို့ profile ပုံပြောင်းဖို့အတွက်ကိုကိုယ့်ရဲ့ပုံကိုရွေးလိုက်ပါ။ โอเคကျွန်တော်တို့ဂျွေးလိုက်တဲ့ profile ပုံဟာဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ပုံမှန် app ဖြစ်ကျွန်တော်တို့နေနေအပေါ်နားလေးကအစ်စ်ကိုနှိပ်ပြီးတော့မှချိန်လိုက်လို့ရတယ်အခုနောက်ဆုံး Facebook update version အစ်စ်မှာဆိုလို့ရှိရင်တော့ဒီအောက်နားလေးမှာ restyle ဆိုတဲ့ဒီ feature လေးခုပေါ်လာတယ်ဗောနော်မိစီတို့မှာဒီ restyle ဆိုတဲ့ feature လေးမပေါ်သေးဘူးဆိုလို့ရှိရင်တော့ play store ထဲမှာတွားပြီးတော့ restyle ဆိုတဲ့ feature လေးပေါ်လာအောင် update တွားပြီးတော့တင်လိုက်ဗောနော် okay ဒါဆိုရှင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ facebook account profile change တဲ့အခါမှာ ai ကိုခိုင်းပြီးတော့စိတ်ကြိုက်ဘယ်လိုပြောင်းမလဲဘယ်လို change မလဲဆိုတာလေးကိုဆက်ပြီးတော့ကြည့်မယ်ကျွန်တော်အနေနဲ့ဒီ restyle ဆိုတဲ့နေရာလေးမှာတစ်ချက်နှိပ်လိုက်ပါ ကေဒါဆိုရှင်တော့ဒီဖက်မှာဒီလိုလေးပေါ်လာမယ်ပေါ့နော်ဒီမှာဆိုရှင်တော့ဒီညမှာကျွန်တော်တို့ 3D ပေါ့နော်စိုက်တဲ့ background ပုံစံကျွန်တော်တို့စိတ်တိုက်ချိန်လို့ရတယ် AI နဲ့ကိုဖြစ်စေခြင်းနဲ့အရာကိုပြောပြီးတော့မှကိုရဲ့ပုံကိုပြောင်းချင်နေဆိုလို့ရှင်တော့ဒီ script နေရာမှာကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပြီးတော့တော့ကိုရဲ့ပုံကို ဘယ်လိုပုံစံမျိုးပြောင်းသွားစေချင်လဲပေါ့နော်စွတ်ကြေဝှထားတာကိုကျွန်တော်တို့အဖြူပြောင်းမလားအမေးပြောင်းမလားပေါ့နော်မျက်မှန်ချွတ်ခိုင်းမလားဒါမှမဟုတ်အုတ်ထုတ်ဆောင်းခိုင်းမလားစသည်ဖြင့်ကျွန်တော်တို့ခိုင်းပြီးတော့မှပြင်လို့ရတယ်ပြောင်းလို့ရတယ်ပေါ့နော်။ Okay ဒါဆိုရှင်တော့အခု description နေရာမှာကျွန်တော်တို့ဖြစ်စေချင်တဲ့ဒီ prompt ကိုရေးလိုက်ပေါ့နော်။ Okay ခုဖြစ်စေချင်တဲ့ ပရောင်မူဒီနေရာမှာရေးပြီးတော့ပြီဆိုလို့ရှိရင်တော့မြားကောင်းတဲ့အပေါ်ကိုထူထားတဲ့နေရာမှာနှိမ့်လိုက်ပါဒီနေရာမှာကျွန်တော်တို့အနေနဲ့မြန်မာလူရေးတဲ့အခါမှာအတိချာချာတိတိကျကျလေးတော့ရေးဖို့လူတွေပေါ့နော်ဒါမှဒါလင် Facebook AI ကကျွန်တော်တို့ရဲ့ပရောင်မူနားလေးမှာဖြစ်ပါတယ်ကြည့်ဒါဆိုရင်ကျွန်တော်တို့ဒီမြားကောင်းထူထားတဲ့နေရာမှာတစ်ချက်နှိမ့်လိုက်မယ် โอเคခုကျွန်တော်မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲကျွန်တော်တို့ခိုင်းလိုက်တဲ့အတိုင်းပုံစံပြောင်းသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာကိုစိုက်တဲ့ပုံစံတိုင်းကိုပြောလို့ရတယ်ပေါ့နော်ပြင်ပြောင်းခိုင်းလို့ရတယ်ဒါပေမဲ့အခုကျွန်တော်ကမိတ်ဆွေတို့ကိုနမူနာပဲပြပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပေါ်နားလေးကဒန်းကိုနှိပ်လိုက်မယ်ဒီ profile ပုံကိုချိန်လို့ရတယ်ပေါ့နော်အပေါ်နားလေးကဆက်ကိုနှိပ်လိုက်မယ် refresh ကိုတစ်ချက်ဆွဲလိုက်မယ် Okay, ဒါဆိုလို့ရှိရင်တော့အခုကျွန်တော်တို့ရဲ့ Facebook account profile ဟာကျွန်တော် AI ကိုပြောင်းခိုင်းပြီးတော့မှပြောင်းလို့ရပြီပဲဖြစ်ပါတယ်ခေါ့နော်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲ။ဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။မင်္ဂလာပါ။